ဟော်ဟော်လီရပါတော့ဒီ Miss Universe ကိုဟော်လီရဲ့အိမ်မက်အိမ်မက်ဆိုတာကဟိုဖြစ်ချင်တဲ့အိမ်မက်မဟုတ်ဟော်လီနှစ်နှစ်အရင်ကမတ်တဲ့အိမ်မက်ကြောင့်ဟော်လီပြန်ဖြစ်တာပါရှင်ဟော်လီအသက်ကလည်းဟို38နှစ်ရှိပါပြီဘာဖြစ်လဲဆိုတော့ဟော်လီကဒီ Miss လောကကိုမဝင်တော့ဘူးလို့ဆုံးဖြတ်ထားတာပေါ့နော်အဲ2006မှာတော့ဟော်လီက Miss Bollywood ရထားပြီးသားပါဒါပေမဲ့2009မှာဟောလီနိုင်ငံခြားထွက်သွားပြီးတော့ဟောလီမလုဖြစ်တော့ဘူးပေါ့နော်မော်ဒယ်လောကမလုဖြစ်ပဲနဲ့ဒီဒီနှစ်နှစ်အရင်ကဟောလီအိမ်မက်မက်တယ်ပေါ့နော် အဲ့အိမ်မက်အရာဟိုလီကလာပြိုင်တာပါရှင်ဟိုလီမှာစိုးရင်စိတ်တော့မရှိဘူးဟိုအဓိကတော့ဘာလဲဆိုတော့စူးစမ်းမယ်အဓိကဟိုလီရဲ့ဒီ outer beauty ကတော့ဒါ god gift ပေါ့နော်ပေးထားတာရှိပြီးသားဖြစ်တယ်အဲ့ဒီဟာကိုပဲ maintain လုပ်သွားမယ်ပြီးတော့လို့ရှိရင် confident ကလည်းစူးစမ်းသွားမယ်ထပ်ပြီးတော့အဲ့ဒီအတွက်ကောပြီးတော့လို့ရှိရင်ဒီဟာကိုလည်းဟိုလီဟိုပျော်ရမယ်လို့ဟိုလီယုံကြည်နေပါတယ်ရှင် ိုင်းနာမည်ကတော့ Holly ပါရှင် Holly ပေါ်တောင်းကိုစားပြုနေဝင်ရောက်ရှင်ပြောင်းခြင်းဖြစ်ပါတယ် Holly ကပေါ့နော်ဒီ Miss Universe ကို Holly ရဲ့အိမ်မက်အိမ်မက်ဆိုတာကဟိုဖြစ်ချင်တဲ့အိမ်မက်မဟုတ် Holly နှစ်နှစ်အရင်ကမတ်တဲ့အိမ်မက်ကြောင့် Holly ပြန်ဖြစ်တာပါရှင် Holly အသက်ကလည်းဟို38နှစ်ရှိပါပြီဘာဖြစ်လဲဆိုတော့ Holly ကဒီ Miss လောကကိုမဝင်တော့ဘူးလို့ဆုံးဖြတ်ထားတာပေါ့နော်အဲ2006မှာတော့ Holly က Miss Bollywood တရားထားပြီးသားပါ ဒါပေမဲ့2009မှာဟောလီနိုင်ငံခြားထွက်သွားပြီးတော့ဟောလီမလုတ်ဖြစ်တော့ဘူးပေါ့နော်မော်ဒယ်လောကမလုတ်ဖြစ်ပဲねဒီဒီနှစ်နှစ်အရင်ကဟောလီအိမ်မက်မက်တယ်ပေါ့နော်အဲ့အိမ်မက်အရာဟောလီကလာပြိုင်တာပါရှင်ဟောလီပေါ့နော်ငငယ်ကတော့ဒီ Miss Universe တို့ Miss World တို့အဲ့လိုမျိုးပြိုင်ချင်းခဲ့တယ်ဒါပေမဲ့ဟောလီရဲ့ experience တွေ knowledge တွေအဲ့ဒါတွေကကိုကိုကိုမပြည့်စုံလို့လည်းခံစားရတယ်ပြီးတော့လို့ရှိရင်အဲ့ဒီတော့ဒါဟိုလီပြိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီလောက်လေပျော်မှလည်းမဟုတ်ဘူးဒီလောက်လေအဲ့လိုပေါ့နော်အရင် ဟိုလိုချင်နေဆိုတဲ့ဟာလည်းတိတ်မဖြစ်ခဲ့ဘူးဗျ။ဒါပေမဲ့အခုအချိန်မှာပြိုင်ဖြစ်သွားတာဒီအိမ်မက်ကြောင့်လည်းပါတယ်ပြီးတော့လို့ရှိရင်ဒီပြိုင်ပွဲကိုမရမကဟောလီရဲ့စိတ်ဝိညာဉ်တွေကတွန်းပို့တဲ့အတွက်ကိုဟောလီရောက်လာပါဘောနော်။ အဲ့ဒီတော့လေဟောလီအရန်လဲဝမ်းတာတယ်ဒီ Miss Universe မြန်မာအထိ ရောက်လာတာကိုလေဟောလီအရန်ကိုလည်းကျေးနပ်ပါတယ်ရှင်ဟောလီကဒီ Miss Universe မြန်မာဘောနော်ဒီဟာကိုစိုးရိမ်မှုဆိုတာတော့မရှိဘူးဘောနော်မရှိဘူးဆိုတာကဟောလီရဲ့အခုဒီ Miss Universe မြန်မာကိုရောက်လာမရောက်လာခင်ဒီ City ပွဲမှာကလေးကဟောလီကိုဒီလမ်းကြောင်းနေပေးနေတာလေဟိုအဆအဆရေရာကိုကြိုးတင်ကိုကမပြင်ဆင်မဲနဲ့ဟို ပြင်ဆင်ပေးနေတာအဲ့လိုမျိုးကြီးဖြစ်နေတဲ့အတွက်ကိုဟောလီမှာစိုးရိမ်စိတ်တော့မရှိဘူးဟိုအဓိကတော့ဘာလဲဆိုတော့စူးစမ်းမယ်အဓိကဟောလီရဲ့ဒီ outer beauty ကတော့ဒါ god gift ပေါ့နော်ပေးထားတာရှိပြီးသားဖြစ်တယ်အဲ့ဒီဟာကိုပဲ maintain လုပ်သွားမယ်ပြီးတော့လို့ရှိရင် confident အခါလဲစူးစမ်းသွားမယ်ထပ်ပြီးတော့အဲ့ဒီအတွက်ကိုပြီးတော့လို့ရှိရင်ဒီဟာကိုလဲဟောလီ ိုပျော်ရမယ်လို့ဟောဒီယုံကြည်နေပါတယ်ရှင်ဟုတ်ဟောဒီဒီ Miss Universe မြန်မာကိုဒီပထမအဆုံးခြေလှမ်းလေးမှာပဲသူတို့တွေ fan တွေကဟိုတခဲနဲ့အားပေးတယ်ဟိုလီအရန်ဝမ်းတာပေါ့နော်ဒါဟိုမမျော်လင့်ထားဘူးဒီလောက်ကြီးချက်ချင်းနေဒီ first time မာတွေကိုဟိုရလာမယ်ဆိုတော့ဟာမမျော်လင့်ထားဘူးဒါပေမဲ့အရန်ကိုကျင်းတဲ့ PT ဖြစ်ပါတယ်ရှင် ဟောလီကစိန်ခေါ်မှုကတော့လေဟောလီရဲ့ဟောလီကတော့သူများအထက်ကို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 ပို့ပြီးစိန်ခေါ်တယ်။တနေ့နဲ့တနေ့ဟောလီကအမြဲတမ်း daily မှာကိုကိုကို challenge ခေါ်တတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်လေအာစိန်ခေါ်မှုကတော့ကိုကိုကိုအမြဲတမ်းရှိပါတယ်ရှင်။